ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမော်ရိုကိုနိုင်ငံမှာကျင်းပနေတဲ့ယူဆက်ကွန်မြို့သမီးကွာဖလားပြန်ပွဲကလည်းစိတ်ဝင်စားစရာကောင်းတဲ့အဆင့်တစ်ခုစီကိုရောက်လာခဲ့ပါပြီလက်ရှိမှာဆိုရင်ယူဆက်ကွန်မြို့သမီးကွာဖလားပြန်ပွဲကစွင်းဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာဒီပြန်ပွဲမှာကင်ဂျွန်အန်တို့တိုင်းပြည်မြောက်ကိုရီးယားကတကယ့်ကိုရှေ့ဆွာနေပါတယ်လက်ရှိချန်ပီယံအသင်းနဲ့ဖြစ်တဲ့မြောက်ကိုရီးယားဟာနောက်တစ်ချိန်ထပ်ပြီးပိုဆွဲလီမလားလို့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုရရှိနေပြီလည်းဖြစ်ပါတယ်ခင်ဗျာ ဒီပြိုင်ပွဲမှာမြောက်ကိုရီးယားစက်ကွန်မျိုးသမီးအသင်းကတော်တော်အောင်မြင်ပါတယ်။ပြိုင်ပွဲသမိုင်းတစ်ချောင်းအောင်မြင်ဆုံးအသင်းနဲ့ဖြစ်တယ်ခင်ဗျ။ချန်ပီယံ၃ချိန်ဖြစ်ထားတယ်။အခုဒီချိန်သာချန်ပီယံဘွဲ့ကာကွယ်ပြီးတော့ထပ်ပြီးချန်ပီယံဖြစ်ခဲ့ရင်ဒီချိန်ဆုရတာဖြစ်လာမှာပေါ့လေ။ဟုတ်ကဲ့ယူစက်ကွန်မျိုးသမီးဘွားဖလပ်ပြိုင်ပွဲရဲ့အုပ်စုစစ်မှာမြောက်ကိုရီးယားစက်ကွန်မျိုးသမီးအသင်းကမက္ကဆီကိုကင်မရွန်နယ်သာလန်ဒီအသင်းတွေနဲ့တောက်ဆုရကြခဲ့တယ်။အဲ့ဒီအုပ်စုပွဲစဉ်သုံးပွဲမှာမက္ကဆီကိုနှစ်ဂိုးကုန်ရှိနေနိုင်တယ်။ကင်မရွန်ကိုနှစ်ဂိုးလုံးနိုင်တယ်။နယ်သာလန်ကိုငါးဂိုးကုန်ရှိနေနိုင်ပြီးတော့ အုပ်စုဘိုလ်ဖြစ်တဲ့မြောက်ကိုရီးယားကချုံထွက်ဆင်စီကိုတက်လှမ်းရောက်ရှိလာခဲ့တယ်။ချုံထွက်ဆင်မှာမြောက်ကိုရီးယားရဲ့စက်ကွန်မြို့သမီးတင်းကအင်ရှင်မော်ရိုကိုရဲ့စက်ကွန်မြို့သမီးတင်းနဲ့ရင်ဆိုင်ခဲ့ရတယ်ခင်ဗျ။ဒီပွဲမှာမြောက်ကိုရီးယားရဲ့စက်ကွန်မြို့သမီးတင်းကအင်ရှင်အသင်းကို6-9တကိုးနဲ့6ပြတ်ကျိတ်လွတ်လိုက်တယ်။ပြီးတော့ quarter final ကိုဆက်တက်လာခဲ့တယ်။ quarter final ကိုရောက်တော့အာရှပြိုင်ပွဲဂျပန်ယူစက်ကွန်မြို့သမီးတင်းနဲ့ရင်ဆိုင်ရတယ်။ဒီပွဲမှာလည်းမြောက်ကိုရီးယားရဲ့စက်ကွန်မြို့သမီးတင်းကဂျပန်ယူစက်ကွန်မြို့သမီးအသင်းကို9-9တကိုးနဲ့ ိုးပြန်နိုင်ခဲ့တယ်ခင်ဗျပြီးတော့ swing finals ကိုဆက်လက်တလန်းရောက်ရှိလာခဲ့တယ်ပေါ့လေအခု swing final မှာမြောက်ကိုရီးယားရင်ဆိုင်မဲ့ပြန်ဘက်ကတော့ဘရာဇီးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီတော့ဘရာဇီးရဲ့အကြောင်းကိုလေ့လာလိုက်တဲ့အခါဘရာဇီးယူဆက်ကွန်ပြသမီးတင်ကအုပ်စုစစ်မှာတော့ကအီတလီ၊ကော့စတာရီကာ၊အင်ရှင်မော်ရိုကိုဒီသင်းနဲ့တောက်စုရဲ့ကြားတယ်အင်ရှင်မော်ရိုကိုသုံးဂိုးကိုမရှိနိုင်နဲ့ကော့စတာရီကာနဲ့တကူးစီတေးကြားတယ်အီတလီကိုလေးဂိုးသုံးဂိုးနဲ့ရှုံးတယ်ရမလီမန်အုပ်စုဒုတိယဖြစ်နေရှုံးထွက်စင်စီကိုရောက်လာတယ် ခြုံထွက်အဆင့်မှာဘရာဇီးကတရုတ်ကို၃ဂိုးကိုမရှိနဲ့ကိုးပြတ်နိုင်တယ်။ quarter final ကိုရောက်တော့ quarter final မှာကနေဒါနဲ့တွေ့တယ်။ကနေဒါကိုဘရာဇီးကပနတီဆုံးဖြတ်ပြီးကစားရပြီးတော့၅ဂိုး၄ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ quarter final အဆင့်ပွဲစဉ်၄ပွဲကိုကြည့်လိုက်မယ်ဆိုရင်မြောက်ကိုရီးယားယူဆက်ကွန်ပြုံးပြီးဘောလုံးသင်းတစ်သင်းကလွယ်ပြီးတော့ကျန်တဲ့၃သင်းဟာပနတီဆုံးဖြတ်ပြီးကစားခဲ့ရတယ်ခင်ဗျ။အဲ့ဒီကိုရောက်မှသူတို့ဒီပြိုင်ဘက်တွေကိုအနိုင်ရပြီးတော့အခုလို swing final ကိုတက်လှမ်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နောက်ကိုရီးယားရဲ့စက်ကွန်ပျူတာဘောလုံးသေးဟာဆွင်းဖိုင်နယ်မှာဘရာဇီးနဲ့ကစားရမယ်။အခြားတစ်ဖက်ကဆွင်းဖိုင်နယ်ပွဲစဉ်မှာတော့နယ်သာလန်နဲ့မက္ကဆီကိုတို့ထိပ်တိုက်တွေ့နေပါတယ်။ယူစက်ကွန်ပျူတာဘောဖလားပြိုင်ပွဲရဲ့ဆွင်းဖိုင်နယ်စဉ်ပွဲစဉ်တွေကိုတော့နိုဝင်ဘာလ9ရက်နေ့မှာရှင်းပြကစားမှာဖြစ်ပါတယ်ခင်ဗျာ။တ िश ူအပိပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။